လီဗာပူးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချဲလ်စီကစားသမား9ယောက် Mingla wa Kukensta football show ani chudo war kya chalo kama Liverpool အနိုင်ခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Chelsea ကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားကြပါတယ်ဒီတစ်ခါတော့အားရပါးရကိုရှင်တွေကနှစ်ကကနဲ့အကြိုက်ဆုံး9ယောက်ပြောလို့ရတယ်ရွေးလို့ရတယ်ဗျာเนาะ တကယ်ကိုကောင်းခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်။နံပါတ်9နေရာမှာရှိနေတဲ့ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ Stevon 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 ဖြစ်ပါတယ်။ဆိုတော့ Stevon အနေနဲ့ဝင်ဝင်လာခြင်းမှာအနည်းငယ်လေးတော့ delay ဖြစ်တယ်ဗျာ။ delay ဖြစ်တယ်ဆိုတာသူ့ရဲ့ဘောလုံးကျွမ်းကျင်မှုရဲ့ dribbling skill ရဲ့အဒီလိုအချိန်ကမှအဲ့ထပ်ပို့ပြီးမြန်သင့်တယ်ပေါ့နော်သူကတော့နည်းနည်းဘယ်လိုပြောမလဲအလယ်လေးတွေဆွဲပြေးတယ်တချို့သောဘောလုံးလေးတွေကတိတ်ပြီးတော့ အတင်းတော့အရေးမပါခဲ့ဘူးဘောလုံးဆွဲထုတ်တဲ့ပုံတွေမှာလူအချက်နည်းနည်းလေးရှိခဲ့တယ်ဒါကလည်းသူ့ရဲ့ပင်ကိုစကေးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့သွားပြောလို့မရဘူးဟာ तू ကဘယ်လိုမျိုးလိန်နေတာလဲဒီလိုလိန်ပါလား तू ကဒီတိုင်းပဲကစားတတ်တာပဲဘရာဇီးသားတွေရဲ့ထုံးစံကတော့အတိုင်းပဲတိုးတော့ကျွန်တော်တို့ရအားမလို့အားမရဖြစ်တာပေါ့လေဟာဒီကောင်ဒီလောက်အရေးကြီးနေဝင်လာပြီဒီလိုမျိုးလိန်နေလားဘာညာဆိုပြီး तू စသဝင်ချင်းမှာအဲ့လိုမျိုးအားမလို့အားမရစိတ်လေးတော့ဖြစ်ခဲ့တယ်ဒါပေမဲ့လည်းကလေးကအသက်ငယ်သေးတယ် ရေချားမြေချားပြောင်းလာတာမကြသေးဘူးဒါကျွန်တော်ဖြစ်တွေ့ပြတာမဟုတ်တော့ဒါကျွန်တော်တို့ဟိုလက်ခံရမှာပဲကျွန်တော်တို့ကဂျာဟိုအတတွေအရင်ကြီးနေတာဟုတ်တယ်မလားလောင်နေပြီအဲ့လိုမျိုးဖြစ်နေတကယ်တော့သူကစားတဲ့ပုံစံပုံမှန်ပဲအသက်၁၈နှစ်အရွယ်ဘရာဇီးကပြောင်းလာတဲ့ချာတီးတယောက်ဒီချိန်မှာဒါပဲလုပ်ပြမှာပဲဒီလိုအခြေအနေမျိုးမှာတော့မှဒါ twin ကိုတကူရအောင် twin ယူပြီးသွားခဲ့တယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ပင်ကိုပါရမီပဲတကယ်တမ်းတော့မလွယ်ဘူးနော်မလွယ်ဘူးသူ့ဘက်မှာထိန်းနေတဲ့သူကလည်း ပြန်ပြီးတော့လူသားဝင်လာတဲ့ robo ကထိန်းတာဒါပေမဲ့အဲ့ဒီ left side တစ်ချမ်းလုံးကနေအကောင်းဆုံးဖိအားပေးပြီးကစားနိုင်ခဲ့တဲ့အခိုက်အတန့်လေးတွေရှိတယ်။ကျွန်တော်သဘောကျတော့အဲ့နောက်ဆုံး twin ကို twin ယူသွားတဲ့အပိုင်းပေါ့နော်။အမှတ်တမဲ့ကြည့်လိုက်ရင်ဒါကပိတ် twin နေပေါ့။ရူရှင်နေအပိတ် twin သွားတာ။ဒါပေမဲ့အဲ့လိုပိတ် twin မှုအတွက်ချိန်သား guide နေရာမှာမှရှိနေရလိမ့်မယ်။နေရာယူကောင်းမွန်ရလိမ့်မယ်။ချိန်သား guide ဖြစ်နေရမယ်။ကျွန်တော်တို့အဲ့ဒီ queen ထဲမှာဘောလုံးကံမှုတဲ့သူတွေသိလိမ့်မယ်။ဘောလုံးလမ်းကြောင်းကမှန်းစားခတ်တယ် ပြန်ပက်ပေးလိုက်တဲ့အခါကျရင်နေသွားတာများသွားတာဒီခါလေးကျရင်အဲ့ဒီဘောလုံးအလုံးကြီးကဒီလောက်ကြီးဆိုရင်အဲ့ခြေတောင်းနဲ့ထိတဲ့အခါမှာဘောလုံးရဲ့အပေါ်ကိုထိတယ်အလဲကိုထိတယ်အောက်ကိုထိတယ်ထိချက်တွေမျိုးစုံရှိတယ်ကိုပြေးတဲ့နေရာနဲ့ဘောလုံးရောက်တဲ့နေရာနဲ့ကိုလည်းမှန်းဆတတ်ဖို့လိုတယ်လွဲသွားနိုင်တယ်ဗျာတိုးတော့ तू မလွဲအောင်အကောင်းဆုံး slide shot ထိုးပြီးတော့ Chelsea ရဲ့အဖိုးတန်ကိုတကူကိုတွင်းဦးပေးသွားခဲ့တယ်ကျွန်တော်ကဂျန်တဲ့အပိုင်းနေကျွန်တော်ရဲ့ personal ကကြိုက်ချင်းရှိမယ်မကြိုက်ချင်းရှိမယ်အားရချင်းရှိမယ်မရှိချင်းရှိမယ်ဆိုပေမဲ့ အဲ့ဒီ twin ကိုတကူတဲ့နယ်ကိုကျွန်တော်အကြိုက်ဆုံးနံပါတ်9နေရာမှာ ST Vaughn လေးကိုထည့်ပေးတာပါခင်ဗျ။ကဲကျွန်တော်ကြည့်ဆိုအကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့မောင်ချိုလို့ခေါ်တဲ့ Alejandro Garnacho ဖြစ်ပါတယ်ခင်ဗျအဲ့တော့ Garnacho ရဲ့စွမ်းဆောင်ရည်ပိုင်းကလည်းဒီနေ့ပြိတ်သက်သဘောကျခြင်းတွေကောင်းခဲ့တယ်အဲကျွန်တော်လာမေးကြတယ်အဲ့ဒါအဲ့ United ရဲ့ Prime Garnacho ရဲ့စွမ်းဆောင်ရည်လောက်ဆိုတော့မဟုတ်ပါဘူးเนาะအဲ့တော့ Garnacho Prime ကိုရောက်ဖို့အနေငယ်လိုအပ်ချက်ရှိသေးတယ်ဒါသူ့ရဲ့စွမ်းဆောင်ရည်75လောက်ပဲကျွန်တော်တို့မြင်ရသေးတယ် တော့ကန္နာချိုဒီအဲ့လိုဘောလုံးနဲ့အတူဆွဲပြေးတာတွေရန်ကောင်းတယ်ဗျာအာယုံစူးစိုက်မှုအပြည့်နဲ့အထဲကိုချိုးမလားအပြည့်ကိုချိုးရမလား explosive ဖြစ်ဖြစ်ကစားသွားခဲ့တယ်အဲ့အတွက်ကြောင့်ပုံမှန်အားဖြင့် right back မှာအဆင်ပြေအောင်ဆော့နိုင်တဲ့ corner bradley ဒီဒီနေ့ပွဲကန္နာချိုတောက်လျှောက်လွတ်ပေးနေရတာကန္နာချိုကြောင့်ပဲအဲ့လိုပြစ်ဒဏ်ဘောတွေအများများဆဆရခဲ့တာပေါ့နော်နောက်ထပ်စဉ်းစားကြရတဲ့ခုကတော့ bradley ကအချက်ခံမှုတိတ်မပြေတာလေပါတယ် ဘာကြောင့် Jeremy Frimpong ကိုမထည့်လဲတော့မပြောတတ်ဘူးပေါ့နော်။ထားပါအဲ့တော့ပြောချင်တာ Alejandro Garnacho ရဲ့စွမ်းဆောင်ရည်မှဒီနေ့အတော်လေးပြေဝခဲ့တယ်။အဲ့ဒီ right back မှာဘသူပဲလာလာ Garnacho ထိန်းချုပ်ဖို့ဆိုတာခက်ခဲနေတယ်။ Alejandro အနေနဲ့ဒီပုံစံတိုင်းသာရှေ့ဆက်မယ်ဆိုရင် နေရာတနေရာရလာနိုင်တယ်အခုသူပွဲစဉ်နှစ်ပွဲရှိပြီဘန်ဖီကာနဲ့ပွဲမှာမဆိုးဘူးသူ့ရဲ့စွမ်းဆောင်ရည်ပိုင်း40%လောက်ကျွန်တော်တို့မြင်ခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာတော့75%လောက်မြင်ခဲ့ရတယ်ယူနိုက်တက်ကပုံစံ100%ပြန်မြင်ရရင်တော့ဒါကီဒန်စ်တက်လည်းအဲ့နေရာမှာသူပို့ပြီးတော့ဦးစားပေးခြင်းခံရမှာပဲဒီတော့ကျွန်တော်တို့ကနာချူအချိုက်ဆုံးနံပါတ်4ဖြစ်ရွေးပေးပါတယ် ဟုတ်ကဲ့တလက်စားရမယ်ဆိုပြေးကြတာကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာအိုင်ဘတ်ကိုရှိကုန်ကားတလို့မေး sport zone နဲ့ one expert ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့တီးတန့်ကစားလို့ရတယ်လို့ဘန်ဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပထမ6တလုံး9တလုံး5တလုံးမှာစက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ဟုတ်ပြီဒီတစ်ခါကျွန်တော်အကြိုက်ဆုံးနံပါတ်3နေရာမှာရှိတဲ့ကစားသမားကိုကျွန်တော်ရွေးချယ်ပေးပါမယ် ကျွန်တော်တခုပြပြမယ်အခုကျွန်တော်ရွေးပေးမယ်3နှစ်တက်ကစားသမားတွေကအကုန်လုံး man of the match ဖြစ်တဲ့ကစားသမားတွေကြီးပဲကျွန်တော်ရွေးချယ်ရတာအရန်ခတ်လို့နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ဒီ content ပုံစံပေါ်အောင်3တို့2တို့1တို့သာရွေးပေးပေးမယ်အကုန်လုံးဒီ man of the match ရတဲ့နဲ့ကစားသမားကြီးပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါဒါကျွန်တော်ကြိုပြီးတော့ပြောပြထားတာကျွန်တော်အကုန်လုံးကိုကြိုက်တယ်ဆိုတာဟုတ်ပြီထားပါအဲ့တော့အကြိုက်ဆုံးနံပါတ်3ပဲဆိုကြပါစို့ reese james ရီစ်ဂျင်းရဲ့စွမ်းဆောင်ရည်ပိုင်းကကပတိန်တယောက်နဲ့လုံးဝထတူညီတယ်ဆိုတာပြသလိုက်တယ်လို့ပဲသူစော့ရတဲ့ position တွေပြများလိုက်တာမဲလိုဂူစတိုကအလွတ်ကြီးစော့တာဘရိုးလည်းတွေ့ရတာနဲ့အလွတ်ကြီးစော့တာဖြစ်တဲ့အခါကျတော့မဲလိုဂူစတိုထွက်သွားတဲ့နေရာတွေကိုအနည်းဆုံးဝင်ဖြစ်ပြီးနိုင်တယ်ရီစ်ဂျင်းသူနေရာအချင်းပေါင်းလည်းဝင်မဖြစ်ပြီးနိုင်ဘူးတူစင်အဲ sorry ဘရီယာရှိုင်းလည်းဖြစ်မပြီးနိုင်ဘူးရီစ်ဂျင်းပဲဖြစ်ပြီးရတာ ဲ့တော့တကောက်သားတင်မလားဖင်ခါပြီးရှစ်တက်သွားတက်သွားတဲ့ခါကျရီစချင်းကဖြည့်ဟဲ့အဲ့နေရာကိုအပြင် CB နေရာကိုလည်းရီစချင်းကဝင်ဆော့ပေးရသေးတယ်ရီစချင်းအရန်ကိုပင်မန်းပါတယ်เนาะကျွန်တော်တို့ကပတိန်လေးတကယ်သာကြံ့ခိုင်မှုပိုင်းပြည့်ဝနေဘာမှအပြစ်ပြောစရာမရှိတဲ့ကစားသမားပါအဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ပြောသလိုနေရာတော်တော်များများမှာခေါင်းဆောင်စိတ်တဲ့အပြစ်နဲ့ကစားပေးသွားခဲ့တယ်အတန်သိပ်ထွက်မနေဘူးလှုပ်တင်လှုပ်တိုက်တာကိုလှုပ်တယ်ရှောင်းသိမ်းရှောင်းရိတ်တာကိုရှောင်းတယ်အဲ့တော့ကျွန်တော်ကတော့ reach change ဒီနေ့ပွဲမှာအကြိုက်ဆုံးနံပါတ်3ဖြစ်ရွေးပေးတာပါ ကဲကျွန်တော်ကြိုက်ဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့နော် Euro Champion ဆိုတဲ့ဂုံပုတ်ကိုအလကားယူထားတာမဟုတ်ဘူးဘဲတောင်မန်ခန်းစစ်ကစားသမားကောင်းနေများပြားတဲ့ Spain လက်ရွေးစင်အသင်းမှာပေါ်တော့ကွန်းတနေရာကိုလွယ်လွယ်ကူကူရထားတာမဟုတ်ဘူးဆိုတော့ကူ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 ရေရအဲ့တော့ကူကူရေရဒီကူကူရေရပဲသူ့ရဲ့အကောင်းဆုံး prime ကိုရောက်နေတာဒီ3-5နှစ်ကသူ့ရဲ့အကောင်းဆုံး prime ပဲ Chelsea ရဲ့ left back တွေကပြောမဲ့တာပြောတာဟိုအဲ့လိုတမိုင်းစင်လာတွေရှိခဲ့တယ်ဗျာဒါမဲ့ အရှလီကိုနောက်ပိုင်းကျွန်တော်တို့တခြားကစားသမားတွေဘလို့ပဲအစာထိုးထိုး left back တနေရာ အားရကျင်းနေစရာမကောင်းခဲ့ဘူးเนาะသို့တော့ကျွန်တော်ကတော့အရှလီကိုနောက်ပိုင်းသဘောအကျဆုံး left back တယောက်ပြပါဆိုရင်ကျွန်တော်ဒီကူကူရယာကိုပဲပြကျင်တယ်ဟုတ်ပါပါအဲ့တော့ကူကူရယာရဲ့ဒီနေ့ကျွမ်းကျင်မှုရှိမယ်အတွေ့အကြုံရှိမယ်လုံးဝအမိုက်စားကြီးဗျာတကယ် class တစ်ခုမှရှိတယ်ဆိုတော့ပြတ်တတ်သွားခဲ့တယ် အခုတော့ရှိတာပေါ့နော်မူဆာလာကလည်းနည်းနည်းကြနေတာပါတယ်ဒါပြင်ကော်နာဘရက်လီတို့ကလည်းအဲ့ဒီရှေ့ထိမတက်နိုင်တာပါတယ်လို့ဒိုမီနစ်ဆိုဘူဒလိုင်းပြန်ဝင်တဲ့အခါမှာလည်းဆိုဘူဒလိုင်းကတကယ် right back ကစားသမားစစ်စစ်မဟုတ်ဘူးသူ inverted ပုံစံကစားရတော့ရမယ်တိုးတော့အဲ့လိုမျိုးဟာ explosive ဖြစ်ဖြစ်သိရမလား touch line တွေကနေဆွဲပြေးတဲ့ပုံစံတွေဘာညာမရဘူးပို့ပြီးတော့ကောင်းသွားတာပေါ့သူကိုယ်တိုင်ကလည်းငကူကလေးကပါရင်နဲ့ရရှိရလဲပါတယ်အဲ့တော့ကြောင့် အဲ့ဒီတနည်းကချက်စီကန်ကောင်းသွားတယ်ကူကူရေယာရှိတဲ့အတွက်ကြောင့်ပါဒါအပြင်အကောင်းဆုံးတွင်းကိုတကူကိုလည်းဖန်တီးပေးသွားခဲ့တယ်ကျွန်တော်ကတော့ကူကူရေယာကိုအဲ့လိုကြောင့်အကြိုက်ဆုံးနံပါတ်1နေရာမှာရွှေ့ပေးတာပါကဲကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ပလေယာဘယ်သူလို့ထင်လဲအားလုံးနဲ့အမြင်ချင်းတူမဲ့လို့တင်တယ်မွိုင်ဆာခိုင်စီရိုဖြစ်ပါတယ်ခိုင်စီရိုရဲ့အဲ့လိုအဝေးကန်ချက်တွေကတော့ပုံမှန်ကန်သွင်းနေကြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကအရင်တော့မထူးသန်းဘူးဒါပေမဲ့ လီဗာပူးနဲ့ပွဲဖြစ်တယ်ကျွန်တော်တို့အနိုင်ရဖို့လိုအပ်နေတယ်ဂိုးရဖို့လိုအပ်နေတဲ့အချိန်မှာအဲ့လိုကန်သွင်းချက်မျိုးတော့ကျွန်တော်ဘယ်အချိန်ပဲကြီးကြီးအားရကျင်နေမှုရှိတယ်အောက်ဆိုက်ကက်ဖီနဲ့ကန်သွားတာထိန်နေနေရပဲမမတာရှက်ဖလီမညံဘူးတော့ရအောင် ပုတ်သွားသေးတယ်မမတာရှက်ဖလီကောင်းတယ်ကိုင်ဆီရိုရဲ့ကန်ချက်ကပိုကောင်းလို့ဂိုးဝင်သွားတာအဲ့တော့ဒါပဲလားဆိုတော့မဟုတ်ပါဘူးအဲ့တော့ Moises Caicedo ရဲ့အရေးပါအရာမှုအခန်းကဏ္ဍကိုနောက်က CB နေရာလစ်သွားတဲ့အချိန်မှာเนาะကျွန်တော်တို့ဒီ အချင်းပေါင်းနာသွားတဲ့ဗဒီယာရှာနာသွားတဲ့အချိန် re exchange ရှိမယ်ကျွန်တော်ဘေးမှာ hard to ရှိမယ်တကယ် CB ကစားသမားအဆင်မရှိတော့ဘူး Wasser Sky Zero အဲ့၂ယောက်ရှိမှရန်ပြီးတော့ကစားသွားတာဘာကြောင့်လဲဆိုတော့ဒီနေရာရဲ့အနေရဲ့အရန်ရှိတဲ့နေရာ Sky Zero ရှစ်တက်သွားရင်အဲ့အနေရဲ့ပိုရှိတဲ့နေရာကိုလုံးဝလွတ်ပြီးပေးလိုက်ရမယ်အဲ့နေရာဒီဇုံဆက်လေးဇုံဆက်လေးနောက်ပြီးဒါဒီ pocket space တွေဖြစ်တယ် နဖားတော်ထွက်သွားအောင်မယ်အဲ့နေရာတက်လို့မရအောင်အဲ့တော့ဘယ်နေရာမှာ gap သွားဖြစ်လဲဆိုတော့နမက်၈တို့၁၀တို့မှာကျွန်တော်တို့ gap အကြီးသွားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ review ထဲမှာပါတယ်ကျွန်တော်တို့ဟိုဘင်းတော့ဖောင်ပြက်ပြီးကြုံတို့လို့ကစားရတာကိုင်စီတို့ကအဲရှိယာတက်သွားလို့မရအောင်သူရှိနေတဲ့အတွက်ကြောင့်လည်းလှုပ်ချင်တယ်လှုပ်လို့မရဒါတောင်မှ Liverpool တချို့ကစားသမားတွေ first touch မကောင်းတဲ့အတွက်ဂိုးသွင်းရမယ့်အခွင့်အရေးတွေလွတ်သွားတာတွေရှိတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ပြောချင်တာဒီလောက်လူစည်းနေတဲ့ဒီလောက်ကိုင်စီတို့စွမ်းဆောင်ပြထားနိုင်တာအတော်လေးအထင်ကြီးလေးစားစရာကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မွာရိုက်ဆက်ကိုအကြိုက်ဆုံးနံပါတ် တ်မန်အော့ဖ်ဒါမက်ချ်ဖြစ်ရွှေပြည်နဲ့ဗီဒီယိုလေးဒီမှာပဲနားကြပါရစေ။စုံဒီကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။